လေရင်ပြည်လန်းတွေနဲ့တိုက်လေရင်သုံးစီးပါဆိုရွားစွာပျက်စီးမက်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်တရာဦးလေတက်မှလေမှုတွေလေတက်လို့သားငယ်တွေနဲ့မိသားစုတွေအပါအဝင်စုစုပေါင်း50ကျော်တည်ဆုံးခဲ့ကြောင်းလေတက်ဖျဲသည့်ထံမှသိရပါဗျ။လက်ရှိချိန်ထိအပြည့်စီးတွေကြားမှရုပ်လောင်း50ကျော်ကိုဖော်ယူရရှိထားပြီးကယ်ဆယ်ရေးလုဆောင်နေစေဖြစ်ကြောင်းထိခိုက်ဒဏ်ရာရရှိသူအရေးအတွက်လည်းအလွန်များပြားကြောင်း ဒါအပြင်မလ28ရက်နေ့ကငလေလုံနေစဉ်အတွင်းနောင်ချိုကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန်အသင့်ပြင်ဆင်ထားတဲ့ပြည်လက်ဘော်ကတိုက်လေရင်တစ်စီးနဲ့အရေးပေါ်အတွက်ထားရှိတဲ့လေရင်နှစ်စီးစုစုပေါင်း3စီးပျက်စီးသွားကြောင်းလေကြောင်းတိုက်ခိုက်ရေးအတွက်ပြင်ဆင်ပေးနေတဲ့ထော်လီကားတစ်စီးလေကားကားနှစ်စီးအဆောက်အုံပြီးပြီးရင်မောင်းလျောက်ပါပွဲချင်းပြီးတည်ဆုံးခဲ့ကြောင်းလေရင်ပြည်လက်ပျက်စီးမှုအနေဖြင့်တရာဦးလေတက်ရှိမြောက်ဖက်ပြည်လက်မှာအချိန်နဲ့အလွန်ဆိုးရွားစွာပျက်စီးသွားပြီးပြန်လည်ပြင်ဆင်ရန်မလွယ်ကူတော့ကြောင်း တောင်ဘက်ပြည်လမ်းမှာပျက်စီးမှုနေပါအကြောင်းစစ်ရှုကောင်စီကအလင်းအမြန်ပြင်ဆင်ရန်လှုပ်ဆောင်နေကြောင်းတက်တွင်ဖရဲဒီကသတင်းပေးပို့ထားပါတယ်။ဒီနေ့တင်ဆက်မှုလေးကတော့ဒီလောက်ပဲတော့နောက်ဆုံးရဲ့နည်းပညာသတင်းတွေနိုင်ငံတကာသတင်းတွေဘဟုတုတ္တရဖွယ်ရအကြောင်းအရာတွေနဲ့နောက်ထပ်ဗီဒီယိုတွေမှာထပ်မံဆုံတွေ့ကြတာပေါ့ရှင်။